မျိုးစားမင်းကတာကွန်မီရဲ့အိမ်ကိုခိုးဝင်ခဲ့တဲ့သူတွေကဒဗိုင်းလိုက်တစ်ဖက်လက်ချက်ဖြစ်တာကိုပြောပါတယ်သူတို့တွေကဒဗိုင်းလိုက်အယူဆကိုလိုက်နာတဲ့သူတိုင်းကိုတပ်ပစ်တာကိုရှင်းပြပြီးတာကွန်မီကလည်းသူ့အိမ်ကိုခိုးဝင်တဲ့တကိုးတွေကစီရိုနာအင်ပါယာကဖြစ်တာကိုတွေးမိသွားပြီးသူ့ကိုတပ်ဖို့ရည်ရွယ်နေတာကိုသဘောပေါက်သွားပါတယ်မျိုးစားမင်းကလည်းစီရိုနာအင်ပါယာအခုလိုလောက်တာကတာကွန်မီရဲ့အိမ်သားကြောင့်ဖြစ်နိုင်တာကိုပြောပါတယ်တာကွန်မီရဲ့အိမ်သားမပေါ်ခင်တုန်းကစီရိုနာအင်ပါယာကရှင်မြောက်တန့်ရှင်ပေးရတာကိုအခကျင်းဝင်မတရားတောင်းနေပြီးအမျက်ထုတ်ကတာကွန်မီရဲ့အိမ်သားကသူ့စီးပွားရေးကိုလာဖြတ်တယ်လို့ဖြစ်နေပါတယ်တာကွန်မီကလည်းသူ့အနေနဲ့လုံခြုံအောင်တခြားတိုင်းမှာလူမသိအောင်နေ ပေးရမလားလို့ပြောတဲ့အခါမျိုးစာမင်းကတာကူမီအနေနဲ့ဘိုတိုမာကပူလုံကြုံတာကိုပြောပါတယ်မျိုးစာမင်းကလည်းသူတို့အနေနဲ့မျိုးတဲ့လုံကြုံကြီးကိုတင်းကြပ်ပြီးမျိုးဝင်ထွက်ကိုလည်းတင်းကြပ်ပေးလို့ရတာကိုပြောပြပါတယ်ဂိမ်းမာစတာကလည်းတာကူမီစွန့်စားသူလုံနေတော့မယ်စိတ်ပူပေးရမှာကိုပြောတဲ့အခါတာကူမီကစီရိုနာအင်ပါယာအိုင်ယွန်ဆိုင်ခံနေရတာကြောင့်စွန့်စားသူလုံရမှာကိုတွန်းဆုတ်နေပါတယ်ဒါပေမဲ့ဂိမ်းမာစတာကတာကူမီတို့ရဲ့ပါတီကသူတို့မျိုးတဲ့ top 5ဝင်တာကြောင့်မလုံလို့မရတာကိုပြောနေကသူကလေ့ကျင့်ပေးနေတာကြောင့်စိတ်မပူဖို့ပြောနေပါတယ်မျိုးစာမင်းနဲ့စကားပြောပြီးတဲ့အခါတာကူမီကသူတို့ဂိမ်းနဲ့မီသွားပြီးပါတယ်ဟန်ကတာကူမီတို့ဂိမ်းနဲ့မီနို လင်ရဲ့အတောင်ပံကမိုက်တာကိုပြောပါတယ်။ဖန်ကလည်းတာကူမီကိုတက်ဖို့လုပ်တဲ့သူတွေအကြောင်းသတင်းပြနေပြီ။သူ့ကိုတိုက်ရင်စူးချင်းခွင့်ရရလို့ထင်ကုန်တာကြောင့်သတိထားဖို့ပြောနေပါတယ်။ညစာစားနေတော့တာကူမီကသူ့အနေနဲ့စစ်တီတွေကိုအိမ်ဆောင်ခံရတာအားနာတာကြောင့်သူ့အိမ်ပပတ်လေကိုမှော်အတားစီလုပ်ဖို့စဉ်းစားနေပါတယ်။ရေးပါကမှော်အတားစီလုပ်တာကိုကူညီပေးလို့ရတာကိုပြောပါတယ်။တာကူမီကလည်းသူ့အိမ်မှာအတားစီလုပ်လိုက်ရင်စွန့်စားသူ့လုပ်နေတော့မယ်စိတ်ပူရတော့မှာကိုပြောနေကဆိုဖီယာကသူ့တို့အနေနဲ့ fighter ဒါမှမဟုတ်တန့်တယောက်ကိုမူလန်စီမှာရှာတင်တာကိုအကြံပေးပါတယ်။နောက်နေ့မှာတော့တာကူမီကရေးပါနဲ့ပုံမှန်အတိုင်းအာဂီယက်လုပ်နေတော့ဆိုဖီယာရောက်လာကသူ့မကိုအာဂီယက် ဲ့တင်ပေးဖို့ပြောနေပါတယ်။တာကူမီကလည်းတင်ပေးနေပြီ။သူတို့အိမ်တော်အတွက်အတားဆီးကိုစောင့်နေတော့မန္နာထိန်နဲ့စကေးက level အဆုံးထိတက်သွားတာကြောင့် spare train နဲ့ skate အသေးရသွားပါတယ်။တာကူမီကလည်း spare train နဲ့ skate က level မြင့်ရင်သူ့လိုနေတဲ့တန့်ကိုဂိုလန်တကောင်လောက်ပြီးအစားထိုးလို့ရတာကိုတွေးနေပါတယ်။စီရိုနာတိုင်းပြည်မှာတော့ဘယင်ကသူတို့ဒီဗိုင်းလိုက်တစ်ဖွဲ့ကအဖမ်းခံရတာကိုသိတဲ့အခါစိတ်ညစ်နေပြီ။မင်းသမီးကဘာကူလာတိုင်းပြည်ကိစ္စအစားနောက်နှလား၃လနေရင်လုံးဖြစ်မယ်။သူရဲကောင်းစင့်ခေါ်တာကိုဦးစားပေးဖို့ပြောနေပါတယ်။တစ်ဖက်မှာတော့တာကူမီကဂိုလန်လောက်ဖို့စူးစမ်းနေပေမဲ့မရတာကြောင့်တာကူမီလည်းသူ့ spare train နဲ့ skate ကို level မြင့်ဖို့စဉ်းစားနေပါတယ်။ရုတ်တရက်မေဘက်က ကဂိုလန်ကိုရင်အောင်ဘယ်လိုလုပ်ရမလဲလို့မေးတဲ့အခါတာကိုမီကလည်းအကိစ္စကိုမစင်စားမိတာကြောင့်ဆိုဖီယာစီအခုညီတောင်းပါတယ်ဆိုဖီယာကလည်းအနောက်ဘက်ကတည်ခြင်းတော့မှာကြောက်ဂိုလန်နေရှိပြီးအိုင်ယွန်ဂိုလန်တွေကတန်ချင်းမှရှိတတ်တာကိုပြပြပါတယ်တာကိုမီတို့အဖွဲ့လည်းတည်ခြင်းတော့စီသွားပြီးဂိုလန်ချာနေတော့3မီတာကျော်ရှိတဲ့ရှားပါအဆောင်ဂိုလန်ကိုတွေ့ပါတယ်ဆိုဖီယာကလည်းအက်ဂိုလန်ကအနေရများတာကြောင့်သွားမပတ်သက်ဖို့ပြောပေမဲ့တာကိုမီကအဆောင်အနေနဲ့လည်းပို့အသုံးဝင်တာကြောင့်ဂိုလန်စီသွားပါတယ်ဆိုဖီယာတို့ကလည်းဂိုလန်ကိုတိုက်ခိုက်ဖို့အသင့်ပြနေပေမဲ့တာကိုမီကဂိုလန်စီကရန်လိုရာကိုအာယုံမခံမိတာကြောင့်တားလိုက်ပြီးဂိုလန်အနာသွားပါတယ်တာကိုမီကလည်းနို လင်ရဲ့ကောင်းကြီးပိတ်ခတ်လာရတဲ့စပယ်ကိုဂိုလန်ပေါ်တုံးလိုက်တဲ့အခါဂိုလန်ကယင်သွားပါတယ်။တာကိုမီကလည်းဂိုလန်ကိုတိုက်တန်လို့နမည်ပေးလိုက်ပြီးမျိုးတဲကိုဒီတိုင်းသွားရင်အိုင်ယွန်ဆိုင်ခံရမှာကြောင့်တိုက်တန်ကိုပေါက်ကက်ဒိုင်မင်ရှင်နဲ့ထည့်ဖို့စဉ်းစားနေပါတယ်။ရုတ်တရက်တိုက်တန်ကအကောင်သေးသေးလေးဖြစ်သွားပြီးမေဘယ်ကလည်းတိုက်တန်ကိုစကားပြောတတ်အောင်လုပ်ပေးဖို့တောင်းဆိုနေပါတယ်။အနာဂတ်ရဲ့လအနေငယ်အကြမှာတော့မာယာတိုနဲ့အာကီယာတို့ကစစ်တီတွေကိုတော့အေးစီလေးနဲ့အနာယူနေပြီးဆော်လေးတွေနဲ့တာယာနေပါတယ်။အာကနဲကလည်းသူတို့နှစ်ယောက်ကိုတော်ဖို့ပြောနေပေမဲ့နှစ်ယောက်သားကတော့သူမကိုအဖက်တော်မလုပ်ပါဘူး။တာကိုမီကတော့ဆိုဖီယာ၊မာရီယာနဲ့ရေးပါတို့ကိုခေါ်ပြီးသူနဲ့အတူဆက်ရှိနေရင်အသက် က်အနေနဲ့ရှိနိုင်တာကြောင့်သူတို့သုံးယောက်စလုံးနဲ့စာချုပ်ချုပ်ထားတာကိုဖျက်ပြီးသူတို့ကိုတွားချင်ရတောက်ခွင့်ပေးဖို့စီစဉ်နေတာကိုပြောပြပါတယ်။အားလုံးကလည်းကန့်ကွက်နေကဆိုဖီယာကလည်းတာကိုမီကသူတို့ကိုစေ့ပို့ပြီးပြောလိုက်တာဖြစ်ပေမဲ့သူတို့အတွက်ကတော့အခါသီးဆုံးစကားဖြစ်တာကိုပြောပြပါတယ်။တာကိုမီကလည်းအကုန်လုံးကသူ့ဘော်တစ္ဆာရှိတဲ့ဟာကိုတွေးနေပြီးသူကဘာမှမပြောပဲလှုပ်ရှင်ရလှုပ်လိုက်တာအတွက်တောင်းပန်နေပါတယ်။အကုန်လုံးလည်းအဆင်ပြေသွားပြီးနောက်နေ့မှာတော့တာကိုမီကတိုက်တန်အတွက်လှုပ်ထားတဲ့အကာအကွယ်ကိုပြနေပါတယ်။တာကိုမီကတိုက်တန်အကြီးစားအကာအကွယ်ကိုပါပြနေပြီးသူလှုပ်ထားတာကိုဂုံယူနေကနိုလင်ကတော့တာကိုမီလှုပ်ထားတာကိုကြီးမြတ်ဖြစ်နေပါတယ်။တခြားနဲ့သမီးကရောက်လာပြီး ီးအနက်ကမရှိသင့်တာကိုအနက်အစနာပေါ်လာတာကိုပြပြပါတယ်အနက်ကမကောင်းဆိုးဝါးဖြစ်ဖို့နည်းနည်းလေးပဲလိုတော့တာဖြစ်ကတိတ်မကြခင်စစ်ဖြစ်လာနိုင်တာကိုပြောပါတယ်နိုလင်ကလည်းကဘာတဲ့ဖြစ်တဲ့ကိစ္စတွေကိုဓာတ်ရိုက်ဝင်ချုပ်လို့မရတာကြောင့်တာကူမီကိုပဲအကူထားရမှာကိုပြောပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကဘိုဒိုနာမှာရှောက်တွေ့ရဲ့ရွာအသေးလေးတစ်ခုရှိပြီးမျိုးမြင့်တွေကအသုံးမချကြတာကြောင့်အနီးနားနိုင်ငံကိုထွက်ခွာနေကြပါတယ်ရွာသားတွေထဲကမာနီဆိုတဲ့ကောင်မလေးကသူမရဲ့ယောက်ျားကမနာတဲ့အလုပ်လုပ်ပေးရပြီးတနေ့မှာတော့ဖျားသွားကမျိုးမြင့်တွေကဘာမှမလုပ်ပေးတာကြောင့်ဆုံးမသွားပါတယ်သူမကလည်းအဲ့ကလေးကမျိုးမြင့်တွေကိုမယုံတော့ဘူးလို့ကြိမ်ဆိုနေပါတယ် ဗိုလ်တော်တိုင်းပြည်မှာတော့မြို့သားမင်းကသူတို့နိုင်ငံစီလာခိုးလုံးနဲ့ရွာသားအယောက်ထောင်နေမဲ့နေရာအတွက်စဉ်းစားနေပြီ။မွန်စတာတွေတောင်းကြတဲ့တောင်ဘက်ကနယ်မြေတစ်ခုပဲလွတ်တာကြောင့်တာကူမီကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တာကူမီကတော့ဒန်ဂျင်ထဲမှာမွန်စတာတွေကိုတတ်နေပြီးနောက်ဆုံး boss ရှိရစီသွားနေပါတယ်။သူတို့တွေကနောက်ဆုံး boss ရှိရကိုရောက်တဲ့အခါအဆွတ်ငကားတစ်ကောင်နဲ့ရှာနေရပေမဲ့အခက်အခဲမရှိပဲငကားကိုတတ်နိုင်လိုက်ပါတယ်။ငကားကိုတတ်ပြီးတဲ့အခါရန်သနာတက်တာနဲ့ငကားအကြီးကုန်ရသွားပြီးကာမေလီယာကတော့ငကားမြင်းအဆင့်ကိုတတ်သွားပါတယ်။ဒန်ဂျင်ကပြန်လာတဲ့အခါမြို့သားမင်းနဲ့စကားပြောနေရပြီးမြို့သားမင်းကလည်းတာကူမီကတောင်ဘက်ကမွန်စတာတွေပေါ်များတဲ့ဒေါ်ထဲမှာ လူတွေနေလို့ရတယ်ရွာဆောက်ပေးဖို့တောင်းဆိုနေပါတယ်တာကိုမီကလည်းအဲ့နယ်မှာကတပ်ထုမျိုးစုံကျွေးရတာကြောင့်စိတ်ဝင်စားနေပေမဲ့ဘာလို့သူ့ကိုမှခိုင်းနေတာလဲလို့မေးလိုက်ပါတယ်မျိုးသားမင်းကလည်းတာကိုမီကဖောရပတ်လည်မှာဒတိုင်းအချီကြီးတွေကိုအချိန်ခဏလေးနဲ့စောင့်နေတာကြောင့်တာကိုမီနဲ့ဆိုအချိန်သိမ့်မကုန်လောက်မှကိုပြန်ဖြေလိုက်ပါတယ်တာကိုမီကလည်းအလော်တကြီးနဲ့ရွာဆောက်ဖို့အကြောင်းရင်းတစ်ခုခုရှိရမှလားလို့မေးလိုက်တဲ့အခါမျိုးသားမင်းကလည်းရွာသားတွေအဖြစ်အပျက်ကိုရှင်းပြလိုက်ပါတယ်တာကိုမီကလည်းသူလွန်ခဲ့တဲ့တစ်နှစ်ကနေစရာအိမ်ဘာညာမရှိခင်တုန်းကသူ့ကိုကူညီပေးခဲ့တဲ့သူတွေရှိတာကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့စောင့်ပေးခြင်းတာကိုပြောကတာဝန်ပေးတာကိုလက်ခံလိုက်ပါတယ်တာကိုမီကဆို ဖီယာတို့နဲ့အတူတာမတ်ကရွာဆောင်အမဲ့နေရာစီသွားကဒရိုင်းနဲ့ကျုံဆောက်ပြီးရွာတစ်ခုအတွက်လိုအပ်တာတွေကိုပြင်ဆင်ပေးနေကအသင်းဖြစ်တဲ့အခါဆိုဖီယာကိုရွာသားတွေလာလို့ရတာကိုသွားပြောခိုင်းလိုက်ပါတယ်။မျိုးစားမင်းကလည်းတာကူမီကဆယ်ရက်ထဲနဲ့ရွာတစ်ခုစောင့်နေတာကိုသိတဲ့အခါအံ့ဩနေပြီးရွာသားတွေကတော့မျိုးမင်းတွေကသူတို့ကိုတတ်ပြစ်တဲ့အနေနဲ့တာမတ်ကမွန်စတာတွေစီပို့ပြပြီးဆိုကဆက်ရငင်နေကြပါတယ်။ဒါပေမဲ့တာကူမီစောက်ထားတဲ့ရွာကိုတွေ့တဲ့အခါအံ့ဩနေပြီးစစ်တီတယောက်ကတော့တာကူမီစောက်ထားတာကမျိုးဖြစ်နေတာကိုပြောပြလိုက်ပါတယ်။မာနီကတယောက်တည်းရှိနေလို့ဆိုဖီယာကသူမစီလာစကားပြောပါတယ်။မာနီကသူမမှာယောက်ျားရှိခဲ့ပေမဲ့ဆုံးသွားတာကိုပြောပြ ရပြီဆိုဖီယာကလည်းတယောက်တည်းလေလောက်ရတာကခက်ခဲနိုင်တာကြောင့်တာကူမီလက်အောက်မှာအလုံးမလို့ရှင်ဘူးလားလို့ပြောပါတယ်တာကူမီကဒီဝါကိုစောက်ထားပြီးလက်တလောအလုံးရှုံနေရကြောင်းဂေယူဆိုင်ဖို့လူလိုတာကိုဆိုဖီယာကပြောပြကမာနီကိုတာကူမီနဲ့တွေ့ကြည့်ခံလိုက်ပါတယ်တာကူမီကလည်းမာနီကသူတို့လိုအပ်တဲ့ဝေယဝစ္စအကုန်လုပ်ပေးရမှာကိုပြောပြကမာနီကတော့မျိုးမြင့်တွေကိုမယုံတာကြောင့်တာကူမီအလုတ်ကန်လန်းနာကိုညင်လိုက်ပါတယ်မာနီကလည်းသူမကတာကူမီလိုလူမျိုးရဲ့အလုတ်တွေကန်လန်းနာကိုညင်လိုက်တာကြောင့်ရွာမှာဆက်နေဖို့မတင်တော့ဘူးဆိုကရွာပြင်ထွက်သွားပါတယ်တစ်ဖက်မှာတော့တာကူမီကိုမိဘကမွန်စတာတွေရောက်လာတာကြောင့်လာခေါ်နေပြီတာကူမီကလည်းစစ်တီတွေကိုမျိုး ရကားကိုပေးပြီးအထဲမှလုံလုံချုံချုံဖြစ်အောင်စောင့်ကြည့်ထားဖို့ပြောလိုက်ကတာဂိုမီကသူ့အပြင်ကမွန်စတာတွေကိုတာဝန်ယူမှာကိုပြောလိုက်ပါတယ်တစ်ဖက်မှာတော့မာနီကရွာထဲပြန်ဝင်ဖို့လုပ်ပေမဲ့မြို့ရကားကပိတ်သွားတာကြောင့်အကျက်ရိုက်နေပြီယူရီရဲ့သူ့မနောက်ကမြေခွေးနှစ်ကောင်ရောက်လာကအသက်ခံရမလို့ဖြစ်နေပါတယ်ဒါပေမဲ့တာဂိုမီကအချိန်မီရောက်လာပြီးမာနီကိုကယ်ပေးလိုက်ကကျန်တဲ့မွန်စတာတွေကိုဆိုဖီယာတို့ကရှင်းလိုက်ပါတယ်မာနီကတော့တာဂိုမီကတခြားမျိုးမျက်နေလို့မဟုတ်ပဲတနာကျင်နာတတ်တာကိုတီးလိုက်ရတဲ့အခါတာဂိုမီရဲ့လောက်ကလန်နာကိုလက်ခံလိုက်ပါတယ်စီဒိုနာအင်ပါယာမှာတော့တာဂိုမီကခဏလေးနဲ့မျိုးဆောက်တာကိုတီးတဲ့အခါတင်းနေပြီးမင်းသမီးရောက်လာကအချိန်ကျတာကိုပြောနေပါတယ် ်တဖက်မှာတော့တာကူမီတို့ကအေးဆေးဆေးနေနေတော့ညီငယ်နဲ့လောက်တာကိုကြုံလိုက်ရပြီတာကူမီကလည်းသူတီကဘာကိုရောက်တာတနစ်ကြပြီမို့အခုချိန်ဆိုစီရိုနာအင်ပါယာကသူရဲကောင်းနေဆင့်ခေါ်လိုက်တာကိုသဘောပေါက်လိုက်ပါတယ်